အဲ့ဒီမှာဗိမိတာရမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်မင်းသားဘုရားတုန်းကအမ်တမမျောလင်းခဲ့တာတဲ့မျောလင်းချက်ကြီးတွေသူ့မှာရှိခဲ့ပါတယ်တဲ့အဲ့ဒီမျောလင်းချက်ကြီးကဘာတော့ဆိုရင်မင်းသားဆိုတာဘယင်ဖြစ်ခြင်းနဲ့ဘောအဖေကလည်းမိဘရားများတော့ဘယင်ဖြစ်ဖို့ဆိုတာတော်ခက်တယ်လေ သာသမီးတွေညီကိုတွေကလည်းများတာကိုများတော့ဒီဘယင်ဖြစ်ဖို့ဆိုတာအခွင့်အရေးကြီးဖြစ်နေတာအဲ့ဒါကြောင့်မို့ဗေမိတာရမင်းသားဘွားတုန်းကငါတနေ့ကြလို့ရှင်ဗိသိက်ခံဘယင်ဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့မျှော်လင့်ချက်ကြီးသူတစ်ခုရှိခဲ့တယ်အဲ့ဒါလည်းသူ့မှာပြည့်ပြည့်စုံသွားပါပြီတဲ့လောကမှာဖျားပွင့်လာလို့ရှင်အဲ့ဒီဖျားဟာသူ့နိုင်ငံကိုကြွလာရင် ကောင်းမှာပဲလို့မျှော်လင့်ခဲ့ပါတယ်တဲ့ ဲ့ဒါလည်းအခုပြည့်ပြည့်စုံသွားပါပြီကြွလာတဲ့အခါမှာသူကိုယ်တိုင်သွားရောက်စိတ်ကလိုချင်တယ်စိတ်ကပြရစေလို့မျှော်လင့်ခဲ့တယ်အဲ့ဒါလည်းသူ စိတ်ကမှု ပြုရသည့်အတွက်ကြောင့်ပြည့်ပြည့်စုံဖြစ်သွားပါပြီအဲ့ဒီမြတ်စွာဘုရားကသူ့ကိုတရားဟောပါစေဆိုတဲ့မျှော်လင့်ချက်လည်းအခု သူတရားနာရလို့ပြည့်ပြည့်စုံသွားပါပြီအဲ့ဒီတရားကိုသိနာလည်ရရင် ကောင်းပါပဲလို့ဆိုတဲ့မျှော်လင့်ချက်လည်းအခု တရားနဲ့ပတ်သက်လို့သူနားလေသဘောပေါက်သွားပါပြီသောတပန်ဖြစ်ဆက်ဖြစ်တယ်ဆိုတာအမှန်မြင်ခြင်းနဲ့တန်တရားခင်းခြင်းပဲဖြစ်တယ်လေဓမ္မနဲ့ပတ်သက်ပြီးသူအမှန်မြင်သွားပြီးတန်တရားတွေခင်းသွားပြီဒါကြောင့်မို့သူ့ရဲ့မျောလင်းချက်တွေအလုံးပြည့်ပြည့်စုံသွားပြီလို့ဒီလိုလျှောက်ထားခဲ့ပါတယ်အဲ့လိုလျှောက်ထားပြီးတော့ဗေမိတာရမင်းကဟောဒီလက်ထိဝနာဆိုတဲ့ ထတော်ဥယင်ဟာရာဇဂျုံမျိုးနဲ့အတန်အသင့်လှမ်းကွာနေသည့်အတွက်ကြောင့်ရာဇဂျုံမျိုးနဲ့မနီးလွန်မဝေလွန်ဖြစ်တဲ့အမတမသာယာလှပတဲ့ဝေလူဝန်ဥယင်ကြီးဆိုတာရှိပါတယ်။အဲ့ဒီဝေလူဝန်ဥယင်ကြီးကိုမြတ်စွာဘုရားသတင်းသုံးဖို့သူကလှူဒန်းမယ်လို့ဆိုပြီးတော့မြတ်စွာဘုရားကိုပင့်ပြီးနောက်ရမှာဝေလူဝန်ဥယင်ကြီးကိုရေစက်ချပြီးတော့လှူဒန်းတာပထမဆုံးလှူတာပဲ။ အဲ့ဒါလို့ဝေလူဝန်ဥယျာဉ်ကြီးကိုလှူတော့ရသော်ဘုရားဝေလူဝန်ဥယျာဉ်ထဲမှာဒီရာဇဂျိုရဲ့ပထမခရီးမှာဝေလူဝန်ဥယျာဉ်ကြီးကိုလှူခံပြီးတော့အဲ့ထဲမှာတပည့်တာဝကတွေနဲ့အတူတကွသတင်းသုံးပြီးတော့တရဝါရဲ့အကျိုးဆက်လက်ပြီးတော့တီပိုးဆောင်ရတော်မူခဲ့တာဖြစ်ပါတယ်။အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ယသော်ဘုရားသခင်ကိုရောမြတ်ရဲ့ ဥရဝေလခရီးဟာတရဝရရဲ့အကျိုးများစွာတည်ပိုးနိုင်သည့်အတွက်ကြောင့်ဘုရားရဲ့ချိုးပန်းချက်ဟာအင်တမအောင်မြင်တယ်လို့ဒီလိုဆိုရမှာဖြစ်ပါတယ်။ယသောဗျာသခင်ကိုရမြတ်ဟာငါတိတဲ့အတိုင်းတရဝရေတိစေရမယ်။ငါလွတ်မြောက်တယ်လို့တရဝရေလည်းလွတ်မြောက်စေရမယ်။ငါတန်တရာကနေပြီးတော့တစ်ဖက်ကန်းကို ကူသွားနိုင်တယ်လို့တရားဝါးတွေအားလုံးဟာလဲနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကမ်းကိုကူနိုင်စေရမယ်လို့ဆိုတဲ့မျောလင်းချက်ကြီးတွေကိုအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကိုသိရှိကြီးညိုပြီးတော့ဘုန်းကြီးတို့တွေဗုဒ္ဓံတုတ်တိဘာဝနာနဲ့မြတ်စွာဘုရားရဲ့အကျိုးပန်းချက်ကိုကြီးညိုတဲ့တရားတရားနဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။